မြန်မာကိုကဘာကတည်အောင်လုပ်ပြမယ့်ဒီဇင်ဘာ6ရက်မြန်မာတနိုင်ငံလုံးရဲ့အချစ်တော်ဂျိုရှွာဘန်ရဲ့ Flyweight Dan Champion ခပ်ပတ်လူပွဲကြီးကတော့လာမယ့်ဒီဇင်ဘာလ6ရက်နေ့မှာကျင်းပသွားတော့မှာဖြစ်တဲ့အကြောင်း ပွဲထုမရက်ကို UFC ကလုံအောင်ကိုအတိအကျကြေညာလိုက်ပါပြီနော်။နှစ်ကုန်ပိုင်းမှာခပတ်လို့ရမယ်ဆိုတာကိုကြိုတင်သတင်းတွေကထွက်ခဲ့သေးတာဖြစ်ပါတယ်။အခုတော့ပွဲကောင်းပွဲကျန်တပွဲကိုကြည့်ရမှာဖြစ်သလိုမြန်မာဆိုတာဘာလဲ။ကဘာကတိအောင် Joshua Ben ကစွမ်းဆောင်ပြမဲ့ပွဲကြီးပွဲကောင်းလည်းဖြစ်နေပါသေးတယ်ရှင်။ဒီအကြောင်းကိုတော့ Joshua Ben ကသူ့ရဲ့ Facebook page မှာလည်းကိုယ်တိုင်တင်ထားပြီးတော့ပရိသတ်တွေကိုအသိပေးထားပြီးသားဖြစ်ပါတယ်။မြန်မာဆိုတာဘာလဲတိအောင်ကဘာကိုချပြနိုင်တော့မှာပါ။လာမယ့်ဒီဇင်ဘာ6ရက်နေ့ကတော့ American Sanno Chain ဖြစ်ပြီးတော့မြန်မာ Sanno Chain အနေနဲ့ဆိုရင်တော့ ဒီဇင်ဘာ9ရက်နေ့မနေ့အစောပိုင်းမှာကြီးစုအပ်ပေးရမှာဖြစ်ပါတယ်ရှင်။ UFC 3 2023မှာပေါ်ဝင်လာမှဖြစ်ပြီးတော့ဒီ mobile area နာမှာကျင်းပသွားမယ်လို့လည်းသိရပါဗျ။ Joshua Ban နဲ့ Pandu Jaru ကတော့ဒုကောင်တွဲဆိုင်အနေနဲ့ထိုးသက်သွားကြမှာဖြစ်ပါတယ်။ဒီဘက်ကအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်လဲ Joshua Ban ကအရင်ကတည်းကတေချာလေးကိုလေ့ကျင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်ရှင်။ Joshua Ban အနေနဲ့အကောင်းဆုံးပြင်ဆင်ကပြည်သက်တင်မျှော်လင့်နေကြတဲ့နိုင်ပွဲရလက်ကြီးနဲ့အတူ Champion ခပ်ဘက်ကိုကန့်မြောက်နိုင်လိမ့်မယ်လို့လည်းအားလုံးကယုံကြည်နေကြပါတယ်။ဒါမဲ့ဒီဇင်ဘာလ6ရက်နေ့ကတော့မြန်မာတိုင်းနိုင်ငံလုံးကိုရော Joshua Ban ကိုအားပေးနေကြတဲ့ပြည်သက်တင်အတွက်ပါ တကယ်ကိုရင်ကုန်စိတ်လို့ရှားဖို့အနေနဲ့ဖြစ်လာမှာပါ Joshua Ben နဲ့ပြိုင်ဘက် Fighter Banduja ကတော့ Champion Cup ကို၄ချိန်တိုင်တိုင်ကောက်ွက်ထားနိုင်သူတယောက်ဖြစ်ပါတယ် Banduja ရဲ့ပညာတဘာအတွေ့အကြုံတွေကတော့ Joshua Ben နဲ့ရှင်မဲဆိုရင်တော့အများကြီးကိုရှိပါတယ်နိုင်ဝဲတော်တော်များများကိုလည်းချုပ်ကွက်နဲ့အပိုင်သိမ့်ပိုင်နိုင်ခဲ့တာကြီးပါပဲဒါကြောင့်ပရိသတ်တွေစိတ်ပူမိတာကတော့ဘန်ဒူဂျာရဲ့ချုပ်ကွက်ကို Joshua Ben မမိစေဖို့အတွက်ပဲဖြစ်ပါတယ် ဖလိုင်းဝိတ်တန်းရဲ့ချန်ပီယံဆရာကြီးကတော့ချုပ်ကွက်တပေါက်ထဲနဲ့လှုပ်ရှားနေတယ်လို့ပါပဲ။ဂျိုရှွာဘန်လည်းဒါနဲ့ပတ်သက်ပြီးတော့ပြန်မြက်ဖိုင်တာရဲ့အကြောင်းကိုတော့လေ့လာပြီးတော့တိကျပြင်ဆင်ထားပြီးလောက်ပြီးလို့ထင်ပါတယ်။အရင်ကလည်းချန်ပီယံခပ်ပတ်အတွက်လေ့ကျင့်ပြင်ဆင်နေသလိုအခုပွဲချိန်နီးကပ်လာတဲ့ခါမှာတော့ပို့ပြီးတော့တောင်အယုံစိစိုက်စွာနဲ့လေ့ကျင့်နေတာကိုတွေ့ရပါတယ်။တချို့သောပရိသတ်တွေကတော့ဒီပွဲမှာပန်ဒိုဂျာနိုင်မယ်လို့သာခန့်မှန်းနေကြတာတွေလည်း UFC ရဲ့တင်ဝင် page ရဲ့အောက်မှာဆိုလို့ရှိရင်လည်းတော်တော်များများကပန်တူဂျာနိုင်မယ်ဆိုတဲ့အကြောင်းတွေကိုခံမှန်းရေးသားထားတာတွေတွေ့ရပါတယ်။တချို့ပြိသက်တွေကလည်းဂျိုရှွာဘန်ကသာပန်တူဂျာကို KO နဲ့အနိုင်ထိုးတက်လိုက်မယ်ဆိုပြီးတော့လည်းယုံကြည်မှုတွေရှိနေတာကိုတွေ့ရပြန်ပါတယ်။အခုလက်ရှိအချိန်မှာတော့ချန်ပီယံခပတ်ကိုအချိန်မောင်းများစွာကာကွယ်ထားနိုင်ခဲ့တဲ့ပန်တူဂျာနဲ့ချန်ပီယံခပတ်စာလောင်နေတဲ့တက်တက်လူငယ်လေးဂျိုရှွာဘန်တို့က50 50အနေအထားမှာရှိနေတယ်လို့ပြောလို့ရပါတယ်။ပွဲကျွမှာတော့တစ်ချက်မှားတဲ့သူကလက်မှာပါပဲ။ ဒီလိုတိုက်ခိုက်ရေးဆိုတာကလည်းပွဲရလက်အဖြစ်ကအမျိုးမျိုးပြောင်းလဲသွားနိုင်တယ်ဆိုတာပရိသတ်တို့အားလုံးလည်းသိပြီးကြပြီဖြစ်ပါလိမ့်မယ်။ဂျိုရှွာဘန်ကတော့ချန်ပီယံခပတ်ရရှိရေးအတွက်သူ့ရဲ့အသက်24နှစ်ပြည့်မွေးနေ့မှာတောင်အနားမယူဘဲအစွမ်းကုန်လေ့ကျင့်ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ပြိုင်ပွဲရလက်ကဘလို့ပဲဖြစ်နေပါစေဒီလိုမျိုးစိတ်အားထက်သန်နေတဲ့ဂျိုရှွာဘန်ကိုကြည့်ုံနေတဲ့သူ့ကိုအပြည့်အစုံနဲ့နေပါပြီ။ကေပရိသတ်ကြီးတို့ရောလာမယ့်ဒီဇင်ဘာလ6ရက်မြမဆန်တော်ချိန်အနေနဲ့ဆိုရင်တော့ဒီဇင်ဘာ9ရက်နေ့မနေ့အစောပိုင်းမှာကစားသွားမယ့်ပလိုင်းဝေတန်ချန်ပီယံခပတ်လူပွဲအတွက်ခမန်းချက်လေးတွေကို အောက်ကကမမပြောသွားပြီးခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်